ပစ္စုပန်ဘဝချမ်းသာခြင်းတဲ့ဆိုရင်ပြည့်စုံခြင်း၄မျိုး ਨੇ ပြည့်စုံရပဲနော်ပြည့်စုံခြင်းဆိုတံပတာပေါ့နော်တံပတာပြည့်စုံခြင်းအဲ့ဒီတံပတာတရား၄ပါး ਨੇ ပြည့်စုံရဟုတ်လားအဲ့ဒီတံပတာတရား၄ပါးကဘာလဲဆိုတော့ဥဋ္ဌာဏတံပတာနော်အာရခတံပတာကလျာဏမိတ်တံပတာတမဇီဝိတတံပတာအားတဲ့ပြည့်စုံရမဲ့နော်အရာဌာဏ၄မျိုး ဟုတ်လားဥဋ္ဌာဏတံပတာဆိုတာကလုံလဝရိယရှိရမယ်ကြိုးစားရမယ်အားထုတ်ရမယ် ဥစ္စာပစ္စည်းကိုရှားရမယ်ဖွေရမယ်ဘလို့ရှားဖွေရမလဲဆိုတဲ့နီလန်းကိုလည်းသိရမယ်အဲ့ဒီနီလန်းသိတဲ့အပိုင်းမှာအကျုံးဝင်တဲ့ဥထာဏတံမာတွေပေါ့နော်စီပွားရေးတစ်ခုကိုတကယ်လဲလှုပ်ရမယ်လှုပ်ရုံနဲ့မပြီးဘူးပါတော့လှုပ်လဲလှုပ်တဲ့ရမယ်ပေါ့နော်အချောင်းတရားကိုမြင်ရမယ်လို့မျက်စောပဲအဲ့ဒီတည်းမှာတော့ထဲ့ဟောရတယ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့ဘလို့လှုပ်ရင်ရမလဲဆိုတဲ့အချောင်းတရားကိုမြင်ရမယ်ဟုတ်လားဥထာဏတံမာဆိုတာဟုတ်လားဘယ်လိုလုပ်ရင်စီးပွားဖြစ်မလဲလို့သိတယ်သိပြီးတဲ့နောက်တကယ်လဲလှုပ်တယ်အဲ့ဒါကိုပဲခေါ်တော့ဥဒ္ဒနာတံပလာ ုတ်လားနောက်အရခသမ္တာကကိုရာလု့ဖွေလို့ထားတဲ့ဒီစီးပွားဒီဥစ္စာဒီစည်းစိမ်ကိုမပြည့်စည်အောင်စောင့်တက်ရစောင့်ရှောက်တက်ရနော်ဒီလိုထားလို့ရှင်နမင်းကတိမ့်သွားနိုင်တယ်တခိုးရမြခိုးသွားနိုင်တယ်ဟာပြ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 တွေဖြစ်သွားနိုင်တယ်မြင်းပြီးတော့မပြောက်ပြက်အောင်မပြည့်စည်အောင်သူများမဖြည့်စည်အောင်နော်ဒါဟုတ်ပါတော့ထိမ့်ထိမ့်တိမ့်တိမ့်စောင့်ရှောက်တက်ရမယ်ကာကွက်တက်ရမယ်အဲ့ဒီအရေးချင်းလည်းရှိရမယ်နော်ရှာတဲ့ယုံနဲ့မရဘူးမပြတ်မပြည့်စည်အောင်လည်းပဲကာကွက်တက်ရမယ်ဒါဟုတ်ပါခေါ်တော့ အရခသမရာတဲ့ဟုတ်လားနောက်တစ်ခုကကလျာဏမိတ်္တသမရာတဲ့မိကောင်းရွှေကောင်းနဲ့လည်းပြည်စုံရမေးတဲ့အဲ့ဒီဘုရားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်အဲ့မိကောင်းရွှေကောင်းနဲ့ပြည်စုံရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားလူလေးဟောထားတယ်ဆိုတော့ဩတီလာရှိတဲ့လူနော်ဩပထမတရားတရားရှိတဲ့လူယုံကြည်မှုရှိတဲ့လူနဲ့ပေါင်းရမယ်နော်ကိုကျင်တရားကောင်းတဲ့တီလာရှိတဲ့လူနဲ့ပေါင်းရမယ်နော်မနှမျောတဲ့စာကစွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ် အပညာဘောခန္ဓာအကြောင်းကိုတိတဲ့ပုံကိုနဲ့ပေါင်းရမယ်ဟောဒီလေးချက်ကိုမှတ်ထားပြီးရင်ဒီလေးချက်ပြန်လာအောင်ပါဟုတ်လားတတ္တာတိလစာကပညာနော်ဒီလိုတရားတရားနဲ့ပြည့်စုံတဲ့ကိုချင်းတိလနဲ့ပြည့်စုံတဲ့ဆွန့်လွတ်မှုနဲ့ပြည့်စုံတဲ့သိမြင်နားလည်မှုနဲ့ပြည့်စုံတဲ့လူနဲ့ပေါင်းရမယ်ပေါင်းရုံနဲ့မရဘူးတဲ့သူ့ကိုအတုလိုက်ပြီးတော့ကိုလည်းပဲတရားတရားရှိအောင်တိလရှိအောင်ဆွန့်လွတ်နိုင်အောင်သိမြင်နားလည်အောင်လည်းကြိုးပမ်းအထောက်ရမယ်အလွန်ပြည့်စုံတဲ့ဘုံဘုံဟုတ်လားဒီပြောပြောတာလေမြတ်စွာဘုရားပြောတာလေနော်ကလျာဏမိတ်တံပါဒါဆိုတာ ်အည်သွေးရှိတဲ့မိတ်ဆွေနဲ့ပေါင်းပြီးတော့ကိုယ်တိုင်လည်းအည်သွေးရှိအောင်သူ့ကိုအမိပြုပြီးတော့ကြိုးပမ်းအထောက်နိုင်ရမယ်။ဒါသုံးခုမြောက်ပြည့်စုံရမယ်အကြောင်းတရားပေါ့နော်။နောက်တမဇီဝိတသမ္ပဒါတဲ့။ဒါကပါတော့အသက်မွေးဝမ်းကြောင်းမှုပြုတဲ့နေရာမှာမျှတအောင် အသက်မွေးတဲ့ရမယ်။ပို့ပြီးတော့ရှင်းအောင်ပြောရလို့ရှိရင်ဝင်ငွေနဲ့ထွက်ငွေကိုနော်မျှတအောင်စီစစ်ပြီးတော့သုံးစွဲတဲ့ရမယ်။နော်ကိုရှာနိုင်တာထက်ပို့ပြီးတော့ကိုသုံးတာမများစေရဘူး။ ကိုရှာနိုင်တာထက်ပိုပြီးတော့ကိုသုံးတာနည်းရမယ်။ဒါမှသာလေ तू ကအဖတ်တင်မှာပေါ့နော်။အဲ့ဒါကိုမြတ်စွာဘုရားနော်ငါရှာနိုင်တာဘယ်လောက်တုံငါသုံးမှာဘယ်လောက်တုံဆိုတာချိန်ကြည့်ရမယ်တဲ့။ဘယ်လောက်ထိမြတ်စွာဘုရားကရုဏာနဲ့ဟောတုံဆိုတော့ချိန်ဝင်ကင်တဲ့လူလိုချိန်ဝင်ကင်တဲ့လူဟာဘယ်လောက်ကလေးဟိုဘက်ကတော့တာသွားပြီ။ဒီဘက်ကဘယ်လောက်တာသွားပြီဆိုတော့ဒီဘက်ကဘယ်လောက်မြောက်သွားမလို့စဉ်းစားရအောင်နော်။အဲ့ဒါဘယ်လောက်လောက်ကလေးပဲတာတဲ့နေဘယ်လောက်လောက်ကတော့မတာတဲ့မူ तू နှိုင်းချိန်။အဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတယ်။ဟုတ်လား။ငါဘယ်လောက်ရှာနိုင်တယ်လဲ။ ငါရှာနိုင်တာဘယ်လောက်လဲအဲ့ဒါကိုကြည့်ပြီးတော့ငါဘယ်လောက်သုံးမလဲဆိုတာကိုစဉ်းစားပဲအခုဒူတော်တော်များများအဲ့ဒီကိစ္စမှာအဲ့ဒီအင်္ဂါရချွွင့်ရညတာပေါ့နော်အောင်ဆိုသူတို့ကသူများသုံးရင်သုံးကျင်တာပေါ့နော်ကိုသုံးရမယ့်အနေအထားကိုသူများနဲ့သွားတိုင်တာအဲ့ဒါကဆာအလွဲကြီးလွဲတော့တာပဲဘောဆိုကိုကသူများမှာမဟုတ်ဘဲကိုသူများကဘယ်လောက်ရှာနိုင်မှမသိပဲဟုတ်လားဒါမဲ့လို့ကိုယ်ရဲ့မိုက်တဲ့ဘာမှမရှာနိုင်မဲ့သုံးတဲ့လူလည်းဖြစ်ချင်းလည်းဖြစ်မယ်ပေါ့အဲ့တော့သူကသူဘယ်လိုပဲဖြစ်နေနေကိုကတော့ ကိုနဲ့ကိုပဲဘာလို့ရမှာတုံးရှင်ရမှာ ဟုတ်လားကိုဘလို့ရှာနိုင်တယ်ဘလောက်ရှာနိုင်တယ်လဲအဲ့ဒါကိုကြည့်ပြီးတော့ကိုဘလို့သုံးမလဲဘလောက်သုံးမလဲဆိုတာကိုစဉ်းစားမှာဟုတ်လားကိုရဲ့အတန်းစားကိုရဲ့အဆင့်ကိုသူများနဲ့သွားပြီးတော့ရှင်လို့မရအောင်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားဟောတာဘလောက်တဘာဝကြလဲဆိုရင်နည်းနည်းရှာပြီးတော့များများသုံးရင်လည်းပဲအတိတ်ပဲမရှိဘူးဒါပြက်ကိုပြက်စီးမယ်ဟုတ်လား မြားများရှာပြီးတော့နည်းနည်းသုံးရင်လည်းမျက်စောပြမချီးမွမ်းဘူးဟွန်းအဲအဲ့ဒီအစွန်းတစ်ဖက်ကိုလည်းသွားမနေနဲ့တချို့ကအများကြီးရှာပြီးတော့ဟာတကယ်မှကုတ်စည်းနေပြီးတော့ဘာမှမသုံးတဲ့လူတွေလည်းရှိတယ်အဲ့ဒါကိုမျက်စောပြကဘယ်လိုဟောတော့ဆိုတော့ဟိုကိုရှာနိုင်တာနည်းနည်းကိုသုံးတာအများများဆိုရင်ဘာနဲ့တူလဲဆိုရင်တဖန်းသီးစားတဲ့လူနဲ့တူတယ်လို့ကဲ့ရခံရလိမ့်မယ်တဲ့အဲ့ဒါပုံတို့စားတဲ့ဟိုတေချာကြည့်မှအတိပယ်လေးကသိတယ်တဖန်းသီးစားရဆိုတော့ဘာပြောလဲဆိုတော့ပုံတို့ဇီးဘူးပင်တို့တဖန်းသီးတဖန်းမင်တို့စားခြင်းပြီးဆိုရင် အပင်ပေါ်တက်ပြီးတော့ဆွတ်တာရှားတယ်အောက်ကနေပြစ်တာပေါ့နော်ဝရင်းတုတ်တို့ဘာတို့ခဲတို့ဘာနဲ့ပြစ်လိုက်တယ်ဆိုရင်စားကျင်တာတလုံးနှလုံးကျွေးလာတာဘရုံဘရုံဆိုအကုန်ကျွေးလာဖြုံတီးတာကိုပြောတာဟုတ်လားကိုနဲ့မထိုက်တန်တာတွေကို သုံးဆွဲတာနော်အဲ့အဲ့လိုကဲရခံရတဲ့တဲ့နောက်ကိုကအများကြီးရှာနိုင်တယ်တကယ်ကိုပဲအဆင့်တန်းရှိရှိနေနိုင်ထိုင်နေတဲ့လူတယောက်ဒါပေမဲ့လို့အဆင့်မီအောင် သုံးဆွဲတာမရှိဘူးကို့အဆင့်တန်းမီအောင်မသုံးဆွဲနိုင် နှမျောနေတာသူကသိန်းတာပဲအရသာခံနေတာမဟုတ်လားအဲ့ဒါကြတော့လေမြတ်စွာဘုရားဘယ်လိုပြောလဲဆိုတော့ဒါလည်းပဲမချီးမွမ်းတိုက်ဘူးတဲ့ဘယ်လိုမျိုးကဲ့ရဲ့တရားရှိလဲသူကြတော့ခုကိုရမယ်အားကိုရမယ်အားထားရမယ်သေရတဲ့လူလို့သူများကဲ့ရဲ့တာကိုခံရလိမ့်မယ်တဲ့သူမှာပတ်စံတွေသာရှိတာအဲ့ပတ်စံတွေကသူ့တို့အားကိုရမှာဖြစ်ဘူးအဲ့ပတ်စံတွေကြောင့်သူဘာမှသိပ်ပြီးတော့ချမ်းချမ်းသာသာသူမနေလဲရအောင်ပြီးတော့သေတော့လည်းဘာဖြစ်တော့ထားခဲ့မှာပဲလေသူကိုသူတောင်မသုံးလောက်အောင်နော်ဟိုဒီလောက်ကြီး ကိုရှိနေနေသူများပေးဖို့ဆိုတာသူတော်တော်ကိုမစင်းသားတဲ့အနေထားမှာရှိမယ်ဟုတ်လားအင်းထားတော့အဲ့ကျတော့ဘုန်းကြီးတို့ပြောနေတာပါတော့တမဇီဝိတတမရာဆိုတာဝင်ငွေနဲ့ထက်ငွေနဲ့ညီမြအောင်နော်နေတဲ့ရမယ်စားတဲ့တောက်တဲ့ရမယ်သုံးတဲ့ဆွဲတဲ့ရမယ်ဒါပြောတာနော်အဲ့ဒီတမရာတရား၄ပါးနဲ့ပြည့်စုံရင်သေချာပေါက်ဒီလိုပါပါတော့ပြစ္ဆုတ်ပံမှာကြီးပွားမယ်ချမ်းသာမယ်လို့အဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရား အဲ့ဒါလိုသမထတရား၄ပါးနဲ့ပြည့်စုံလို့ကြီးပွားမှုချမ်းသာမှုကိုယ်မရလာပြီဆိုလို့ရှိရင်မပြီးသေးဘူးတဲ့အဲ့ဒီကြီးပွားမှုကိုထိန်းထားနိုင်ရမယ်အဲ့ဒါဘလို့ထိန်းမလို့အဲ့ဒါကိုမြတ်စွာဘုရားထက်ဟောဆက်ပြီးတော့ဟောတယ်ဥမာပေးပြီးတော့ဟောတာ तू ကဟိုရေကန်ကြီးတကန်တစ်ဖက်ဆယ်ကန်ကြီးတစ်ဖက်ကပိတ်ထားဟိုဘက်ကတော့ तू ကဘောင်မရှိဘူးကုံမြင့်နေပါတယ်ကရေတွေစီးကြလာမယ်ဒီနေ့နဲ့ဘက်ကနေပြီးတော့ဘောင်ကြီးခတ်ပြီးတော့ပိတ်ထားအဲ့ဒါကိုတစ်ဖက်ဆယ်ကန်လို့ခေါ်ဟုတ်လား ဲ့ဒီတစ်ဖက်ဆက်ကံကိုဘုံမလို့ကြိုးကြမှာဆိုလို့အပေါက်တွေပါတွေဖောက်ထားရလဲရှိတယ်ရေကိုလှုပ်ပေးလို့လဲရအောင်ပေါ့နော်အဲ့ဒီတစ်ဖက်ဆက်ကံကြီးကိုနော်ဝင်ပေါက်တွေကိုအကုန်ပိတ်ထားတယ်ချောင်းတွေမြောင်းတွေအကုန်ပိတ်ထားပြီးတော့ထွက်ပေါက်တွေကိုအကုန်ဖွင့်ထားတယ်ဆိုလို့ရှိရင်သေးကြပေါက်ဒီရေရပါတော့ခန့်သွားမယ်ဟုတ်လားဝင်ပေါက်တွေကိုအကုန်ဖွင့်ပြီးတော့ထွက်ပေါက်တွေကိုအကုန်လုံးပိတ်ထားမယ်ဆိုရင်တော့သေးကြပေါက်ဒီကံကြီးရာရေတွေဖြီးသွားမယ်အဲ့ဒါမျိုးဆိုဗျာဥမာပေးတာအဲ့လိုဆိုရင်ကိုကဒီတံ္မာတရား၄ပါး နဲ့ပြည်စုံပြီးတော့ကိုယ့်ပစ္စည်းတွေကိုရှားထားပြီးရပြီးကံကြီးထဲမှာရေတွေရောက်ပြီးဟုတ်လားအဲ့ဒါကိုယ်ထွက်ပေါက်တွေကိုမပိတ်ဘူးဆိုရင်အဲ့ဒီရေကဘာဖြစ်သွားမှာလဲခန်းသွားမှာပေါ့နော်ယိုထွက်ကုန်မယ်အဲ့ဒီထွက်ပေါက်၄ခုကိုမြတ်စွာဘုရားပါဟောင်းလို့ဆိုတော့အဋ္ဌိရုဒ္ဒမိမကျူးအပျော်ပါမက်ဟုတ်လားသူရာဒုဒ္ဒမူရရှိဝါအယက်သေးတာကျူးတယ်ဟုတ်လားပြီးတော့အခဒုဒ္ဒကနန်းကျူးတယ်ကနန်းဆိုတော့လောင်းကစားကိုပြောတာမိမကျူးတယ်မူရရှိဝါကျူးတယ်အယက်ကောပါနော်အယက်အဓိကပေါ့ဟုတ်လား ပြီးတော့ကနန်းကျူးတယ်ဆိုတာလောင်ကစားကျူးတယ်ပါပမိတ်တာလေးခုမြောက်ကသူကမိတ်ရွှေပြက်ရှိတယ်အဲ့ဒီလေးခုရှိရင်တော့အဲ့ဒါဟိုထွက်ပေါက်တွေအကုန်ဖွင့်ပြီးတော့ဝင်ပေါက်တွေကိုပိတ်ထားတယ်ရေကန်ကြီးလို့ပျက်စီးသွားမယ်ပေါ့နော်အဲ့ဒီလေးခုမလုပ်ဘူးဆိုလို့ရှိရင်တော့ထွက်ပေါက်ဖွင့်ပြီးတော့အဲဝင်ပေါက်ဖွင့်ပြီးတော့ထွက်ပေါက်ကိုပိတ်ထားတယ်ရေကန်လို့ပြည်စုံသွားမယ်လို့အဲ့လိုမျိုးဆိုပါဘုရားဟောဟုတ်လားဒါကဘုန်းဘုန်းတို့နော်မပျက်စီးစေဆိုတာနဲ့ပတ်သက်ပြီးတော့ ပြစ္ဆုတ်ပံမှာကြီးပွားချမ်းသာဖို့ပြည့်စုံရမယ်တမ္ပရာတရား၄ပါးနဲ့ပိတ်ဆို့ရမယ်ထွက်ပေါက်ကြီး၄ခုကိုပြောတာ